င်္ဂလာညချမ်းလေးပါရှင်။အော်တိုဘာလ21ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမကတော့အိမ်ချူမေပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့နမောင်မြို့ပေါ်မှာစစ်မှုရန်အတွက်လူငယ်တွေကိုပြန်လည်ဖမ်းဆီးနေတဲ့တဲ့င်။စစ်ကောင်မရှင်ကဘုံကျဲနေရာကြောင့်မတူဘီမြို့ပေါ်ကဒေသခံတွေမြို့ကိုစုခွာပြီးကျေးရွာတွေနဲ့အခြားနေရာတွေကိုတိမ်းရှောင်နေရတဲ့တဲ့င်။ပတိုင်မြို့မှာကြံ့ခိုင်ရေးပါတီနဲ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူတွေကိုမဲဆင်းလာမကြည့်ပါကဖမ်းဆီးနေဦးဆိုကမဲဆင်းလာကြည့်ခိုင်းတဲ့တည်းဆန်ဆက်ကဘိုင်လာအိုးပောက်ကွဲလို့တဦးသေးဆုံးက၄ဦးထိခိုက်ဒဏ်ရာရတဲ့တည်းမိုးကုံမြို့ကိုစစ်ကောင်မရှင်ဘုံကျဲတိုက်ခိုက်တာတွေများတာကြောင့်မြို့ခံတွေနေရက်ကိုဆုတ်ခွာနေရတဲ့တည်းကျစီခိုးတယ်လို့ဆိုကတာမီနီယာကိုနှိပ်စက်ခဲ့တဲ့ဆိုင်ရှင်နဲ့ဝန်ထမ်းတွေကိုရဲစခန်းမှာဆစ်ဆေးနေတဲ့တဲ့ ဂျပန်နိုင်ငံမှာပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်အဖြစ်တာခအီချီဖြစ်လာတဲ့တဲ့။နေဆက်ပြတ်ကျော်လာတဲ့မြောက်ကိုရီးယားစစ်သားကိုတောင်ကိုရီးယားဖမ်းဆီးထိန်းသိမ်းထားတဲ့တဲ့။အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့နှမောင်မြို့ပေါ်မှာစစ်မှုထမ်းအတွက်လူငယ်တွေကိုပြန်လည်ဖမ်းဆီးနေတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ပကွေးတိုင်းနှမောင်မြို့နယ်မှာစစ်မှုထမ်းအပတ်စဉ်စက္ကူအတွက်လူငယ်တွေကိုစတင်ဖမ်းဆီးနေတယ်လို့သိရပြီး ရွာဘက်တွေကိုတော့ဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါဗါတယ်။အော်တိုဘာလ20ရက်နေ့ကစတင်ကစစ်မှုရန်အတွက်လူငယ်တွေကိုပြန်လည်ဖမ်းဆီးနေတယ်လို့သိရပြီးအဲဇင်းစစ်တာဆိုင်ငယ်လိုင်းစင်အကြောင်းပြဖမ်းဆီးရာတွေလုပ်နေတယ်လို့သိရပါဗါ။ဟိုရက်ကမှစစ်မှုရန်တွေကိုပို့လိုက်တာ၂ရက်လောက်ပဲရှိသေးတယ်။ခုမြို့ဝေဂိတ်နားမှာလူငယ်၂ယောက်ဖမ်းခံထားရတယ်။အုပ်ကြီးတွေနဲ့ညှိပြီးလိုက်တော့ထုတ်နေတယ်။စစ်သားစုဆောင်တာအများများနေတယ်လို့ဒေသခံတအူးကပြောပါဗါ။ စစ်ကော်မရှင်ကအော်တိုဘာလ20ရက်နေ့ညနေ9နာရီလောက်ကနမမျိုးစားကန်ကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလည်းရှိခဲ့တယ်လို့သိရပါဗျ။ရွာဘေးကိုကျဲသွားတာချိတ်ချောက်တာလားတော့မသိဘူး။လူထိခိုက်တာတော့မရှိဘူး။ဒီဘက်မှာတိုက်ပွဲဖြစ်တာတွေလည်းမရှိပါဘူးလို့ဒေသခံတအူးကပြောပါဗျ။လက်တလောနမမျိုးမှာစစ်ကော်မရှင်တပ်ကစစ်မှုရန်အပတ်စဉ်စက်ကူအတွက်လူသေးစုဆောင်းတာတွေမြို့ပေါ်မှာပြုလုပ်နေတာကြောင့်မြို့ပေါ်ဈေးတက်ဝဲတဲ့ရွာဘက်ကလူတွေ မြို့ပေါ်မလာရတာတွေလည်းရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်ဒုတိယသတင်းတော်အနေနဲ့စစ်ကောင်မရှင်ကဘုံကျန်းနေတာကြောင့်မတူဘီမြို့ပေါ်ကဒေသခံတွေမြို့ကိုစုခွာပြီးကျေးရွာတွေနဲ့အခြားနေရာတွေကိုတိမ်းရှောင်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ချင်းပြည်နယ်မတူဘီမြို့နယ်ကဒေသခံတွေစစ်ကောင်မရှင်ရဲ့လေကြောင်းရံကြားမတူဘီမြို့ကိုစုခွာတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်အော်တိုဘာလာပထမအပတ်လောက်ကစတင်ကတိမ်းရှောင်နေကြရတာလို့သိရပြီး အယက်သားပြည်သူတွေနေတဲ့အိမ်တွေကို ပြစ်မှတ်ထားကလေချောင်းနဲ့တိုက်ခိုက်တာတွေကြောင့်မြို့ခံတွေနေရဆုခွာနေကြရတာလို့သိရပါတယ်။ပြီးခဲ့တဲ့အပတ်လောက်ကမြို့ပေါ်ကိုကျဲတာလူတွေလည်းတည်တယ်။အိမ်တွေလည်းပျက်စီးတယ်။ညာပိုင်းတွေပါမြို့ပေါ်ကအိမ်တွေကိုဘုံးလာကျဲနေတာ။ကောင်းကောင်းမွန်မွန်မအိပ်ရတဲ့ရက်တွေလည်းများတယ်။ဘယ်ချိန်လာကျဲမလဲဆိုတဲ့စိတ်နဲ့အိပ်နေရတာမလို့မြို့မှာမနေရတော့တာလို့ဒေသခံတအူးကပြောပါတယ်။ခုရက်ပိုင်းနဲ့မတူဘူးမြို့ပေါ်ကိုဘုံးကျဲတာမရှိတော့ပေမဲ့ မတူပီမျိုးပေါ်ကပြည်သူတွေဟာမျိုးကိုဆုတ်ခွာပြီးရွာတွေကိုတိမ်းရှောင်ကြတဲ့သူတွေရှိနေသလိုအနီးတစ်ဝိုက်ကမျိုးတွေကိုထွက်ခွာတိမ်းရှောင်နေကြတာတွေလည်းရှိတယ်လို့သိရပါဗျ။ကိုနဲ့နေဆက်တဲ့အမျိုးတွေရှိတဲ့နေရာကိုသွားကြရတာပေါ့။ကူးရက်ထဲတော့ငြိမ်နေတယ်။သူတို့ကျဲချင်တဲ့အချိန်လာကျဲနေလို့ခလာရှောင်နေရတယ်လို့ဒေသခံတဦးကပြောပါဗျ။မတူပီမျိုးပေါ်ကိုဘုံကျဲတာမရှိသေးပေမဲ့စစ်ကောင်မရှင်ကလေချောင်းကနေ မတူပြီးစမီကာလန်ကိုအော်တိုဝါလာ၁၉ရက်နေ့ကလေချောင်းကနေ၁၀ချိန်ထက်မနည်းစောင့်ကြည့်ပြန်တန်းတာတွေလုပ်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့ပသိမ်မြို့မှာကျန်းမာရေးပါတီနဲ့အုပ်ချုပ်ရေးအဖွဲ့ကပြည်သူတွေကိုမဲစင်းလာမကြည့်ပါကဖမ်းဆီးမယ်လို့ဆိုကမဲစင်းလာကြည့်ခိုင်းတဲ့သတင်းကိုတိဆက်ပေးပါမယ်ရှင်။ AR တိုင်းပသိမ်မြို့အမှတ်စနစ်ရက်ကွက်မှာအော်တိုဘာလ19ရက်နေ့ကကျန်းမာရေးပါတီနဲ့စစ်သားရဲရက်ကွက်အုပ်ချုပ်ရေးမှုတို့က ရွေးကောက်ပွဲအတွက်ရက်ကမဲယုံတွေမှာပြည်သူတွေကို အတင်းအကျပ်ထိန်းချောက်ကမဲစင်းကြီးကိုခေါ်နေတယ်လို့သိရပါဗျ။မဲပေးဆက်ဖြင့်ဆန္ဒမဲပေးရမည်။မဲစင်းတွင်အမည်ပါမပါလာကြည့်ရမည်။မပါပါက ပုံစံသုံးဖြည့်ရမည်။ရွေးကောက်ပွဲမှာမဖြစ်မနေလူအလုံးမဲလာပေးရမယ်။မဲစင်းလာမကြည့်မဲမပေးပါက တရားဥပဒေအရအရေးယူခြင်းခံရမည်ဆိုကပြည်သူတွေကိုချိန်ချောက်ပြီးတအိမ်တယောက်မလာမနေရရက်ွက်ရုံကိုခေါ်ကမဲစင်းကြည့်ခိုင်းတယ်လို့သိရပါဗျ။ အုတ်ကြီးတန်းထွန်းတဲ့အဖွဲကမနှက်ဖြန်ရုံးမှာအထက်လူကြီးတွေလာမှာမဲပေးစက်နဲ့မဲပေးဖို့ပြမှာတအိမ်တယောက်လာကြည့်ရမယ်လာမကြည့်ရင်ကို့အပြစ်ကိုခန်းလို့ပြောဆိုကြောင်းဒေသခံတအူးကပြောပါတယ်ပသိမ်မြို့မှာအလော့အကန်ရှာပါပြီးကုံစင်းတို့ကလည်းအစမတန်မြင့်တက်နေကြကြောင်းမြို့နေပြည်သူများစားဝတ်နေရေးအခက်အခဲဖြစ်နေကြပြီးရက်ခွက်အလိုက်စစ်မှုရမ်းကြီးဆိုပြီးလာစီလဲထဲနေရသေးတယ်လို့သိရပါတယ်မဲစင်းကိုလူတွေကစိတ်မဝင်စားဘူး အလော့အကိုင်ရှားပါပြီးကုံစင်းနှုံးတက်လို့စားဝတ်နေရေးအတွက်ရုန်းကန်နေရပါတယ်ဆိုမှဒီတဲ့စစ်မှုရမ်းကြီးကထည့်ရသေးတယ်မဲပေးဆက်ကိုစိတ်မဝင်စားပေမဲ့လည်းအဖမ်းခံရမှာကြောက်လို့မဲစင်းသွားကြည့်ရလို့ဒေသခံတအူးကထပ်မံပြောဆိုထားပါတယ် AR တိုင်းပသိမ်မြို့မှာပြည်သူတွေကအလော့အကိုင်ရှားပါခြင်းကုံစင်းနှုံးကြီးမာခြင်းစားဝတ်နေရေးအတွက်ဤအမျိုးမျိုးနဲ့ရုန်းကန်နေရချိန်မှာရွေးကောက်ပွဲကိုစိတ်မဝင်စားပေမဲ့ကျန်းခါရေးပါတီနဲ့စစ်တပ်ကပြည်သူတွေကိုချိန်ချောက်ခါ မဲခြင်းကြိခိုင်းနေတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဆန်ဆက်ကဘွိုင်းလာအိုးပောက်ကွဲလို့တဦးသေးဆုံးက၄ဦးထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ AR တိုင်းဖြာပုံမြို့နယ်မှာဆန်ဆက်ကဘွိုင်းလာအိုးပောက်ကွဲလို့အမျိုးသားတစ်ယောက်သေဆုံးကဝန်ထမ်း၄ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ21ရက်ဒီကနေ့မနက်ပိုင်းကဖြာပုံမြို့နယ်ချောင်းတွင်းကျေးရွာကဆန်ဆက်ရုံမှာဘွိုင်းလာအိုးပြက်လို့လာပြင်ရာက ဝိုင်လာအိုးပောက်ကွဲလို့ဆက်ပြေစရာသေးဆုံးပြီးဝန်ထမ်း၄ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဝိုင်လာအိုးပောက်တာကို လာပြင်းတဲ့ဆရာက ပြင်ပြီးတော့ပြန်တက်ပြီးမိထိုးတာမှာမိအားက ပြင်ပြီးပောက်ကွဲတာဖြစ်ချင်တော့အဲ့နားမှာသူပဲရှိတော့သူပဲဆုံးသွားတာဘင်းနာကခက်လန်းလန်းကလူတွေကိုမိဟက်ပြီးအရေးပြားမိလောက်နာတွေဖြစ်ကုန်တယ်လို့ကယ်ဆယ်ရေးအဖွဲ့ဝင်တအူးကပြောပါဗျ။မနက်၁၇နာရီမှာဖြစ်ခဲ့တာလို့သိရပြီး တေဆုံးသူအပါအဝင်အမျိုးသား၃ယောက်အမျိုးသမီး၁ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မိအရှိန်ဟတ်တာအမျိုးသား၃ယောက်နဲ့အမျိုးသမီး၁ယောက်ကအရေးပြားမိလောင်ဒဏ်ရာရခဲ့တာ။သူတို့တွေကတော့ဆန်ဆက်ကဆင်းငိုင်းတဲ့လှုပ်သားတွေပါလို့ဒေသခံတူကပြောပါဗျ။လက်တလုံးမှာဒဏ်ရာရသူတွေနဲ့တေဆုံးသူကိုဖြာပုံမြို့နယ်စေယုံကြီးကိုပရိုက်တာအဖွဲ့တွေကပို့ဆောင်ထားတယ်လို့သိရပြီးပြစီးသွားတဲ့ဆန်ဆက်ကိုရှင်းလင်းမှုတွေလုပ်နေကြရတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ မိုးကုံမြို့ကိုစစ်ကောင်မရှင်ဘုံကျဲတိုက်ခိုက်တာတွေများတာကြောင့်မြို့ခံတွေနေရဆိုးခွာနေရတဲ့တရင်ကိုတိဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမိုးကုံမြို့ကဒေသခံတွေဟာစေအောင်စုရဲ့အရသားနေအိမ်တွေကိုအဓိကထားလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်နေရကြောင်းမြို့ခံတွေမိုးကုံမြို့ကိုဆိုးခွာကစစ်ဆောင်မှုပြင်းနေကြရတယ်လို့သိရပါဗယ်။တအားမျိုးသားလူမျိုးရေးတက်မတော် TNL တက်ထိန်းချုပ်တဲ့မန္တလေးတိုင်းမိုးကုံမြို့ကိုစက်တင်ဘာလကစကဘုံကျဲတိုက်ခိုက်နေရကြောင်း ေဆုံးသူတွေလည်းအယောက်30ထက်မနည်းရှိနေပြီးပျက်စီးဆုံးရှုံးမှုတွေလည်းများနေတယ်လို့သိရပါဗျ။တေရာလည်းအယောက်30ကျော်ပြီးခုမြို့မှာလူလည်းတိတ်မကြံတော့ဘူး။ကြောင်းရွှေကုန်ကြပြီးမိုးကုတ်တပိတ်ချင်းလမ်းပေါ်ကဖော့တော်လမ်းဆောင်ကိုတိတ်ပြီးမိုးကုတ်ကိုဘုံကျဲတာကပိုဆိုးလာတော့တာလို့ဒေသခံတဦးကပြောပါဗျ။မိုးကုတ်ကနေစွန့်ခွာပြောင်းရွှေ့သူတွေများနေတာကြောင့်မိုးကုတ်မန္တလေးကားကဟာလူတအူးကို၅သိန်းချက်နှုန်းပေးရတယ်လို့သိရပြီး မိုးကုတ်ကိုစစ်ကောင်မရှင်တက်ဝင်ရောက်ထိုးစစ်ဆင်တိမ့်ပိုက်မှာစိုးရိမ်လာကြောင်းလဲနေရဆုံးခွာပြောင်းရွှေ့ကုန်ကြရတာလို့သိရပါဗျ။နောက်ချိုးကြောင်မဲနဲ့တီဘောကိုတိမ့်တယ်လို့မိုးကုတ်ကိုဝင်သိမ်းမှာလဲဆိုတာရဲ့။လေရင်ဘုံကျဲတာတွေကြောင့်ပြောင်းရွှေ့ကုန်ကြတာ။အများစုကမန္တလေးဘက်ကိုပြောင်းကြတယ်။မန္တလေးကားကတော့တယောက်၅သိန်းပေးနေရတယ်။မရှိရသူတွေကတော့နေခဲ့ရတာပေါ့လို့ဒေသခံတအူးကပြောပါဗျ။စစ်ကောင်မရှင်လေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့် မိုးကုံမျိုးကဒေသခံ30ထပ်မင်းတေဆုံးခဲ့ရပြီးနေအိမ်တွေပျက်စီးမှုများကပြီးခဲ့တဲ့အော်တိုဘာလ19ရက်နေ့ကမိုးကုံမျိုးကြောက်ဖားရွာကိုဘုံကျဲတိုက်ခိုက်လို့ကြက်ချံတချံဆုံးရှုံးကနေအိမ်ပျက်စီးမှုတွေလည်းများခဲ့တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ် သတင်းတစ်ပုဒ်အနေနဲ့ပျက်စီးခိုးတယ်လို့ဆိုကတာမီနီယာကိုနှိပ်စက်ခဲ့တဲ့ဆိုင်းရှင်နဲ့ဝန်ထမ်းတွေကိုရဲစခန်းမှာစစ်ဆေးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ဘိုးချုပ်လမ်းမပေါ်ရှိ ဆိုင်အမတ်1986မြေသာ1988တွေ့တာသူအထယ်ဆိုင်မှာပစ္စည်းခိုးတယ်လို့ဆိုကခလေးချီထားတဲ့အမျိုးသမီးတယောက်ကိုရိုက်နှက်ပြီးဓာတ်တိုင်မှာကျိုးနဲ့တုတ်ခဲ့တဲ့ဖြစ်စဉ်မှာပါဝင်ပတ်သက်သူအကုန်လုံးကိုလိုင်းသားရအရှိပိုင်းမြို့မရဲစခန်းမှာခေါ်ယူစစ်ဆေးမေးမြန်းနေတယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်ဟာ TikTok လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်ရာပစ္စည်းခိုးတယ်လို့ဆွဆွဲတဲ့ဆိုင်ရှယ်ဆိုသူအမျိုးသမီးတယောက်ကဆွဆွဲခံရတဲ့တက်ကြီးပိုင်းအမျိုးသမီးတယောက်ကိုရိုက်နှက်ပြီး ဓာတ်တိုင်မှာကြိုးထုတ်ဖို့ပြောဆိုခဲ့တာကိုတွေ့ရပါတယ်။ဘသူခိုးခိုးခိုးမှုကခိုးမှုဘသူရိုက်ရိုက်ရိုက်မှုကရိုက်မှုပဲခိုးမှုကထောင်နဲ့ခုနှစ်နှစ်ထိပေးလို့ရပါမယ်။တကယ်ခိုးခဲ့တယ်ဆိုရင်တော့သူ့အနေထားအရထောင်ချလောက်လောက်ပဲပေးလို့ရပါတယ်။ရိုက်မှုကဒဏ်ငွေပဲတက်လို့ရပါမယ်။သူရိုက်ပုံကလူမဆန်လို့ထောင်တစ်နှစ်လောက်ချလို့ရတယ်။တေချာပေါက်ကတော့ခိုးသူထက်ရိုက်သူကိုအပြစ်ဒဏ်ပိုပေးတင်တယ်။ဘသူကမိုက်မဲနေလဲဘသူက လူမဆန်နေလဲထေရှားနေပါတယ်လို့ စီဒီအန်တရားသူကြီးတဦးကမြို့တော်ကိုပြောပါရယ်အဲ့ဒီဗီဒီယိုဖိုင်ထဲမှာဆိုင်းရှင်ဆိုသူကရင်နွေးဘူးတွားယူသွားရင်နွေးဘူးကိုခေါင်းကနေ လောင်းချလိုက်မယ်နောက်လုံးလို့မရအောင်လို့ခလေးပါလောင်းချပြစ်မယ်ရင်နွေးတွားချိုသွားငါကမှိုက်ရင်သူများထံမှိုက်တယ်စသဖြင့်ပြောဆိုနေတာကိုလည်းတွေ့ရပါတယ်တကယ်ကိုဆူဆူဝါးဝါလှုပ်ရပါတကယ်ပစ္စည်းခိုးတယ်ဆိုရင်ရဲစခန်းကိုအပ်ပြီးဥပဒေအရဆောင်ရွက်ရမှာပါခလေးငယ်ချီထားတာဖြစ်လို့ပို့ပြီးကိုချင်းစာတင်တယ်လို့ အဲ့ဒီရုပ်တံကိုကြည့်မိတဲ့ပြည်သူတအုပ်ကမြို့တော်ကိုပြောပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့လူမှုကွန်ရက်အသုံးများသူတွေကြားဆိုင်ရှင်ဖြစ်သူကိုဝေဖန်မှုတွေမြင့်တက်လျက်ရှိသလိုတစ်ဖက်မှာလည်းပရိုက်တာအသေးဖွဲ့တွေကစွစွဲခံရသူအမျိုးသမီးနဲ့ကလေးငယ်ကိုကူညီပေးနိုင်ဖို့ဥပဒေပညာရှင်တွေကိုရှာဖွေနေကြတယ်လို့လည်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဂျပန်နိုင်ငံမှာပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်အဖြစ်တာခအီချီဖြစ်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ဂျပန်နိုင်ငံ Liberal Democratic Party LDP ဥက္ကဋ္ဌစနေတာခအီချီကိုဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ်ဒီကနေ့အောက်တိုဘာလ21ရက်နေ့မှာပါလီမန်ကရွေးချယ်လိုက်ပြီးဖြစ်ပါတယ်။တာခအီချီဟာပထမအကြိမ်မဲပေးမှုမှာပြိုင်ဘက်ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေ Democratic Party ခေါင်းဆောင်ယိုရှိဟီတိုနိုဒါရရှိတဲ့မဲ149မဲထက်ပိုများတဲ့မဲ239မဲနဲ့အနိုင်ရခဲ့ပြီး ဒုတိယအကြိမ်မဲခွဲဆုံးဖြတ်ရန်မလိုဘဲအနိုင်ရခဲ့တယ်လို့သိရပါဗယ်အမတ်တွေဟာတာခအီဂျီကိုမဲပေးစဉ်လက်ခုပ်တီးအားပေးခဲ့ကြသလိုသူမရွေးကောက်ခံရပြီးနောက်တွေလည်းလက်ခုပ်ဩဝါဒံတွေနဲ့မြန်မြန်ဆိုင်ဆိုင်ဂုဏ်ပြုခဲ့ကြတယ်လို့သိရပါဗယ်တာခအီဂျီဟာလည်းမတ်တရက်ခဥပဒေပြုအမတ်တွေကိုအကြိမ်ကြိမ်အယုအသေးပေးဥညွတ်ခဲ့တယ်လို့သိရပါဗယ်အသက်64နှစ်အရွယ်ရှိပြီဖြစ်တဲ့တာခအီဂျီဟာဝင်းကြီးချုပ်ဟောင်းရှေဆိုအားပေးလှုပ်ချခံခဲ့ရပြီးတက်လာတဲ့ဝင်းကြီးချုပ်ဖြစ်ပါတယ် ဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်းရှီဇိုအာဘေဟာ2022ခုနှစ်ဇူလိုင်လ10ရက်နေ့ကနာယာမြို့မှာရွေးကောက်ပွဲအတွက်မဲဆွဲစည်းရုံးရေးမိန့်ခွန်းပြောနေစဉ်တနက်နေ့လှုပ်ကြံပြစ်ခတ်ခံရတာဖြစ်ပါတယ် Liberal Democratic Party LDP ခေါင်းဆောင်မှုပြိုင်ပွဲမှာပြိုင်ဘက်တွေထဲမှာပါဝင်ခဲ့တဲ့ရှင်ဂျီယိုကိုအီဇူမီကိုကာကွယ်ရေးဝန်ကြီးယာရူပေးရန်တာခအီချီကဆုံးဖြတ်ခဲ့တယ်လို့သိရပြီးတိုရှီမီဇုမိုရေတီကို နိုင်ငံသားရေးဝန်ကြီးအဖြစ်ရွေးချယ်ပွဲရှိတယ်လို့ဂျပန်သတင်းဌာနတချို့ကဖော်ပြထားပါတယ်။ဝန်ကြီးချုပ်ဖြစ်လာတဲ့ဂျာခအီချီအနေနဲ့လာမယ့်အပတ်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်လာရောက်လဲပတ်မဲ့အစီအစဉ်အပါအဝင်ရင်းဆိုင်ဖြေရှင်းရမယ့်ကိစ္စအများကြီးရှိနေသေးပေမဲ့တာခအီချီအနေနဲ့ဒါရီကိုကောင်းကောင်းဖြေရှင်းနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းပြောဆိုနေကြပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့နေဆက်ဖြတ်ကျော်လာတဲ့မြောက်ကိုရီးယားစစ်သားကိုတောင်ကိုရီးယားဖမ်းဆီးထိန်းသိမ်းထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ကိုရီးယားနှနိုင်ငံကြားပိုင်းခြားထားတဲ့နှနိုင်ငံနယ်စပ်စည်းကိုဆန္ဒအလျောက်ဖျက်ချော်ဝင်ရောက်လာတဲ့မြောက်ကိုရီးယားစစ်သားတယောက်ကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့တောင်ကိုရီးယားစစ်တပ်ကပြောပါရယ်။အဲဒီမြောက်ကိုရီးယားစစ်သားဟာတောင်ကိုရီးယားဘက်ကိုဗက်ပြောင်းခုံလုံးမှုကြိုးပမ်းလာတာဖြစ်တယ်လို့တောင်ကိုရီးယားစစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်။ဒီနန်နမိတ်ဟာကဘာပေါ်မှာမိုင်းထူထပ်ဆုံးနေရာများထဲမှတစ်ခုဖြစ်ပြီးစစ်မဲ့ဇုံရဲ့အလဲမှာရှိပါရယ်။ကျိုးဆွယ်ကိုပိုင်းခြားထားတဲ့ကုန်းပြင်းနန်နမိတ်ကိုဖျက်ခါ မပြောင်းလာမှုဟာရှာရှာပပဖြစ်ပြီးဒီ area ဟာတစ်တော့ထူထပ်ခါမြေမြုပ်မိုင်းတွေနဲ့ပြည့်နှက်နေပြီးနှစ်ဖက်တပ်တွေကလည်းအချိန်ပြည့်စောင့်ကြည့်နေကြတာပါအော်တိုဘာလ16ရက်မှာအဓိကစစ်နံနမိတ်ကြီးကိုဖျက်ချော်လာတဲ့မြောက်ကိုရီးယားစစ်သားတယောက်ကို တွေ့ရှိပြီးရနော်ချီယာဂန်စောင့်ကြည့်ကဖမ်းဆီးခေါ်ဆောင်ထိန်းသိမ်းခဲ့တယ်လို့တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံးကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ကျွန်းစွယ်နှချမ်းကွဲပြီးနော်1950ပြည့်လွန်နှစ်တွေမှာ တောင်းနဲ့ချီတဲ့မြောက်ကိုရီးယားနိုင်ငံသားတွေဟာတောင်ကိုရီးယားကိုထွက်ပြေးမှုတွေရှိခဲ့ပြီးအိန္ဒိယတရုတ်နိုင်ငံကိုပထမဦးစွာဝင်ရောက်ကြပြီးနောက်ပိုင်းမှာတော့ထိုင်းကဲ့သို့သောတတိယနိုင်ငံကိုရောက်ရှိခဲ့ကြတာတွေလည်းရှိပါတယ်ရှင်။မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်စိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့ တဘာဝဘေးကနေအသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကစုမှုကောင်းတောင်းလိုက်ရပါတယ်ရှင်။